ဘာမှမဖြစ်တဲ့အဲ့ညံဘယ်တော့မှပြုတ်ကြဘူးချင်းမရှိတဲ့ညံကလူလူတွေတက်နေတဲ့အချိန်မှာမန်လင်းပေါ်မန်လင်းနဲ့ကတိလေးပဲပြုတ်ကြတယ်အဲ့ရှူတင်ဖွဲ့ဆက်ဖွဲ့နေရဆိုရင်6ယောက်က6ယောက်ကျိုးသွားတယ်တန်လင်းကရေနံဝင်းကြီးမှရိုက်တာလေအဲ့မှာအရန်ကြောက်ဖို့ကောင်းတယ်လေဘာလို့ကြောက်ဖို့ကောင်းလဲဆိုတော့တော်တော်များများသိကြပါတယ်တန်လင်းမှာနေတဲ့လူတွေဆိုအကုန်လုံးသိတယ်အဲ့ဒီဝင်းနဲ့အရန်ကြမ်းတယ်ဆိုတာလေအဲ့ channel မှာရှိတဲ့တစ်ပင်ကြီးကိုကျွန်တော်ကရိုက်ခွင့်ရိုက်ခွင့်မလွတ်လို့ဆိုပြီးခုတ်ချလိုက်တာအာအဲ့မှာပြဿနာကြီးတက်တော့တာပဲ တ်တယ်ကျွန်တော်ကဒါ promotion ဆင်းတယ်လို့ပြောပြတာမဟုတ်ဘူးတကယ်ပြောတာတကယ်ကို promotion ဆင်းတာမဟုတ်တကယ်ဖြစ်တာကျွန်တော် BD တွေတင်ထားတာအဲ့မှာသူတွေးတန်နေနဲ့တကယ်ကိုဖြစ်သွားတာ ဟိုကျင်းတဲ့အားရမှုက100%ပါပြီးတော့ဒီ sound design တွေပါရယ်နဲ့ဒီလို big screen မှာကြည့်ရတဲ့ခါကျတော့ပို့ပြီးတော့ excited ဖြစ်တာပါလေအဲ sound design တွေကဒုံဒုံဒုံနဲ့ထူတဲ့ခါကျတော့ပို့ပြီးကြောက်စရာကောင်းတဲ့ခန်းတွေဆိုလဲပို့ပြီးတော့ကြောက်စရာကောင်းတယ်ပေါ့ဆိုတော့အရန်အားရပါတယ်ဒီကားကဒီကားကပြောရမယ်ဆိုရင်လေအဲကျွန်တော်တို့ပိတ်တက်ကြိုက်ပေါ့နော် drama လေးလည်းပါမယ်ပြီးတော့မှဒီ suspense တွေ horror တွေပြီးတော့တဘာဝလုံးဖြစ်ရဆန်းတွေပေါ့ကျွန်တော်ဆိုညွာလေးတို့လည်းကြည့်ရမယ်ထင်ပါတယ် ဒီတဘာဝနဲ့လွန်နေတဲ့တဘာဝလွန်ဖြစ်ရတယ်ပေါ့နော်အကြမ်းမြင်ဟောတာလေပြီးတော့မှသူ့မှအဲ့လိုဒီအိမ်မှာဆွဲကပ်နေတဲ့ညာနာဘဝတွေကသူ့ဘေးနားကနေပြီးတော့ပြောပေးနေတဲ့သူ့အကြမ်းမြင်ရတယ်ဆိုတော့ပြောပေးနေတဲ့အကြောင်းအရာတွေပေါ့အဲ့အကြောင်းအရာတွေကိုတွေ့ရမှာပေါ့ဟုတ်မတူခွဲကြောင်းဘူးအာငိုရဲကကနပလတ်နဲ့အရင်ရိုက်ချင်တာပေါ့နော်ဒါကနပလတ်ရဲ့စတော့ရဲ့ဒါပထမဆုံးဇက်ကားလို့ပြောလို့ရတယ်ပေါ့နော်ဒီကားရိုက်တဲ့အချိန်မှာအရင်ကဦးမှာဒူးကြမှုတစ်ခုပေါ့နော်ဘာလို့ဆိုတော့ဟိုဇက်ကားမရိုက်ခင်တည်းကလည်းကျွန်တော်တို့အဲ့ကိစ္စကိုအချိန်ချင်းတိုင်ပင်ကြတယ် အဲ့ဒီခေမမိုးရေးနဲ့ကုသားညီကိုလင်မယားလောက်ခိုင်းလို့အစဉ်ပြေပါမလားဆိုတဲ့ဟာယူလေ။ဘာလို့ဆိုတကယ်တာမီလို့ဖြစ်နေတာလေ။အဲသူတို့ကရိုမန်ခန်းတွေသူတို့ပဲရိုက်ရတာလေ။မင်းသားတွေမင်းသမီးတွေကြောင့်ဒီဇက်ကားမှာရိုမန်ခန်းတွေမပါဘူး။သူတို့နေရာအဲ့လိုအဲဒီဂရင်ပေါ်မှာကုကူရေးမမော်ရေးယောက်ျားရေးမိန်းမရေးခေါ်နေပြီဆိုကျွန်တော်ကအရန်နေဦးရီတက်နေတာလေ။ဒီသူတို့ကြည်ပြီးတော့အဲ့ဒါလေးကတကယ်ထူးထူးခြားခြားပါပဲ။သူတို့လည်းအဲပြောမှလို့ရိုက်နေတဲ့အချိန်မှာလည်းအဲ့ဒီသူတို့ဇက်ဝင်ခန်းတွေလာလို့ရှိရင်ကျွန်တော်ရိုက်တဲ့အချိန်ကျအရန်ပျော်သွားတယ်။ အဲ့တော့ရည်နေကြတာဟိုတည်းမှာတို့ကလင်မယားလောက်တိုင်းလင်မယားဖြစ်တရုပ်ဆောင်လာတာဆိုတော့လေ sorry လင်မယားလောက်တိုင်းကစားရတယ်လင်မယားလောက်တိုင်း sorry လင်မယားလို့တရုပ်ဆောင်နေရတာဆိုတော့အဲ့လိုပျော်စရာဖြစ်နေတာပေါ့အဲ့ဒါလေးအထူးထူးကြကြပေါ့အသေးကရိုက်နေရတယ်ဒါပေမဲ့ကျွန်တော်တို့အချိန်လုံးပျော်နေရတယ်ရည်နေရတယ်ဒါပေမဲ့ကျွန်တော်တို့မှာအဖြတ်အနှောက်အယှက်လေးတစ်ခုကလည်းရှိသွားတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ရိုက်တဲ့ဒီရိုက်တဲ့နေရာကတန်လင်းပေါ့နော်တန်လင်းကရေနံဝင်းကြီးမှရိုက်တာလေ အဲ့မှာအရန်ကြောက်ဖို့ကောင်းတယ်လေဘာလို့ကြောက်ဖို့ကောင်းလဲဆိုတော့တော်တော်များများသိကြပါတယ်တန်လီမာနေရဲ့လူတွေဆိုအကုန်လုံးသိတယ်အဲ့ဒီဝင်းเนี่ยအရန်ကြမ်းတယ်ဆိုတာလေအဲ့ထဲမှာမှအဲ့လိုလူမနေတဲ့အိမ်ကိုကျွန်တော်တို့ကဖွင့်ပြီးတော့ဘာမှမရှိတဲ့အိမ်ကြီးကိုကျွန်တော်တို့ကဆေးတွေတုပ်ပြန်ပြင်းအစအဆုံးပြန်ပြင်းပြီးတော့ပစ္စည်းတွေထည့်ပြီးရိုက်တာပေါ့ဆိုတော့အဲ့ဒါတော့ဒါကျွန်တော်တို့ရိုက်တဲ့အချိန်မှာပြီးတော့အဲ့ channel မှာရှိတဲ့တစ်ပင်ကြီးကိုကျွန်တော်ကရိုက်ခွင့်ရိုက်ခွင့်မလွတ်လို့ဆိုပြီးခုတ်ချလိုက်တာအာအဲ့မှာပြဿနာကြီးတက်တော့တာပဲအဲ့မှာမလင်းပေါ်လဲညံကြီးပြုတ်ကြမလင်းလဲကန်ကောင်းလို့သူလဲသူလဲဘာမှမဖြစ်တာ သူသူသူလည်းကံကောင်းလို့လေဘာမှမဖြစ်သွားတာတကယ်တကယ်လို့ဒါအဲ့အချိန်မှာသူ့ဘော်တဲ့တဲ့တာပြုတ်ချခဲ့ရင်သူလည်းဒီဒီဒီချိန်အဲဒီနေရာမှာမတက်ရက်နေနိုင်ချိန်မှာလည်းနေနိုင်မှာဒါကျွန်တော်တို့ကကံကောင်းတဲ့ဟာလေးပေါ့နော်အဲဘာမှဖြစ်မသွားလို့ကံကောင်းတာပေါ့ကျွန်တော်တို့ကအဲ့ဒါအဲ့တပင်းကြီးကိုကျွန်တော်ကရော့ပွဲတွေပေးပြီးပြန်ပြီးတော့သွားတောင်းပန်ကြရတာပေါ့နော်ပွဲတွေပါပြန်ပေးပြီးတောင်းပန်ဒါယုံကြည်မှုဘိုင်းဆိုင်ရာပေါ့နော်ဟိုကျွန်တော်လည်းလူငယ်တယောက်ပါပဲအရင်ကတော့အဲ့ဒါကိစ္စရယုံကြည်မှုမရှိပါဘူးဒါပေမဲ့ဖြစ်လာတဲ့ခါကျတော့လည်းမယုံလို့မရဘူးပေါ့နော် ဆိုတော့အခါကျတော့အဲ့လိုမျိုးတွေတော့ကြုံခဲ့ရလေးရှိတယ်မှတ်တရလေးပေါ့ရိုက်ကွေးနေလေဟုတ်တယ်ဟုတ်တယ်ပထမမီနောက်ပိုင်းတော့ပြဿနာမရှိတော့အဲ့ဒီကတော့ကျွန်တော်မီးဆက်တွေပြတ်တယ်ဘာမှမဖြစ်တဲ့အဲ့ညံဘယ်တော့ခါမှပြုတ်ကျဘူးချင်းမရှိတဲ့ညံလူလူတွေတက်နေတဲ့အချိန်မှာမန်လင်းပေါ့မန်လင်းနဲ့ကတိလေးပဲပြုတ်ကျတယ်အဲ့ရှူတင်ဖွဲဆက်ဖွဲနှစ်ယောက်ဆိုရင်တစ်ယောက်က6လောက်ကျိုးသွားတယ်တစ်ယောက်ကအဲ့လိုမျက်လုံးနောက်ကပ်ပြီးလွတ်သွားတာပေါ့လေအဲ့ဒါလေးကတော့ဒါကန်ကောင်းလို့ပေါ့ဘာမှမဖြစ်သွားတာလေဟုတ်ကြက်ကြက်တွေရောရှိနေလို့ဟာအများကြီးပဲအများကြီးပဲပြောပြရင်ကုန်သွားတော့မဟုတ်မလား ဟုတ်တယ်ကျွန်တော်ကဒါ promotion ဆင်းတယ်လို့ပြောပြတာမဟုတ်ဘူးတကယ်ပြောတာတကယ်ကို promotion ဆင်းတာမဟုတ် တကယ်ဖြစ်တာကျွန်တော် video တွေတင်ထားတယ်အဲ့မှာဆိုတွေးတန်နေနဲ့တကယ်ကိုဖြစ်သွားတာကျွန်တော် video ဖြတ်လို့ရှိရင်လည်းဖြတ်ပြီးတော့ထည့်လိုက်ပါနော်အဲ့ဒါလေးကိုတွေးနေနဲ့အမှလေးတကယ်မြင်ရတယ်အဲ့ဒါတကယ်ပြောတာ promotion ဆင်းတာမဟုတ်ဘူးတကယ်ဖြစ်ခဲ့ဖြစ်ခဲ့တာကိုပြောပြတာအော်ဒီလား session နေ့ကနေစပြီးတော့ Canon Black Channel မှာကျွန်တော်လွန်စကားလေးကိုပြသပါတော့မယ်ကျွန်တော်အကောင်းဆုံးကြိုးစားလာပါတယ်အားလုံးအားပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးပါ